လက်ကြီးကလက်ကြီးကပိနေတာခန္ဓာကိုယ်ကတော့ဘာမှမဖြစ်ဘူးဒီလက်တစ်ခုတော့ကလေသုံးတဲ့အတိုင်းဟိုပြို့ကြာသွားတော့ကြာတော့လက်ကြီးကပိနေသွားတယ်ဖြတ်လိုက်ရတာလည်းအမေအမေနဲ့သားတို့ဆိုပြီးတော့ကိုကိုကိုအသက်ရှင်အောင်ဟိုပါဖြစ်တာပေါ့ရုံးကန်လားဒီလက်လည်းမရတဲ့ရအောင်ထုတ်မယ်ဆိုရဲဆိုပုံစံနဲ့ထုတ်တာထုတ်လို့မရဘူးလေကဲတဲ့လူတွေလာမှမပြီးတော့ဟိုပါဖြစ်တော့လက်ကလှုပ်လို့လည်းမရတော့ဘာမှလှုပ်မရဘူးနောက်တစ်ပါးကြီးရလေ အောင်နေတော့ကဲတဲ့လူတွေမင်းများလာပါသေးတော့ဆူတောင်းတာပေါ့။ဟောနေတာလေထဲထဲနေပြီးဘာလို့ဆိုတော့အောက်ကြီးမြုပ်သွားဆိုတော့လေ။ဟောတာတဖက်မှာလည်းကဲနေတော့ငြိမ်လိုက်ပေါ့နော်။ရက်လိုက်အဲ့လိုဟိုအော်လိုက်ငြိမ်သွားလိုက်အော်လိုက်ငြိမ်သွားလိုက်ပေါ့နော်။အသက်ရှူရလည်းမကြောက်ဘူးလေကိုယ်နေရနည်းနည်းတော့ကျဲတယ်လေ။ဒီလက်ကလေးတစ်ခုပဲပြီးနေရ။ရအောင်တော့နှုတ်တာ။လက်ကနှုတ်လို့ကမရဘူးကိုပါကိုအားကိုးပြီးတော့ဘေးပတ်ဝန်းကျင်လည်းအော်တယ်။ အော်တော့ကြာတော့ဒီကလည်းတစ်ချက်မှမလွတ်တော့လေဘေးပတ်ဝန်းကျင်ကြားအောင်လဲအော်တယ်သူတို့ကကြားတော့လဲလာပြီးတော့ပါလို့ပဲတော်တော်ခက်ခဲတယ်ထွက်ကြတာ14နာရီကြာမှထွက်လို့ရလက်တွေပါပြန်ကောင်းကောင်းနေဆိုရင်တော့ဒီနေ့လောက်ကတော့လုံးလုံးဝပြတော့ဈေးလေးပါလေးရောက်မယ်လို့တော့နည်းနည်းဆိုရင်အဲ့ရလည်းနည်းနည်းပြုတ်ပြင်အောင်ပါလေအဲ့ရလည်းချုံနေတဲ့မှာပါသွားဆိုတော့နောက်နေ့တိုင်းပြင်လား14နာရီကြာတော့ ဆယ်လေးနာရီကြာမှာလှုပ်တဲ့အချိန်ကတည်းကသုံးတဲ့တိုက်ကပြိုကျသွားပြီအဲ့အောင်မှာပြင်နေတော့ညနှစ်ချက်ခွဲလောက်မှာရဆယ်လေးနာရီကြာလက်ကြီးကလက်ကြီးကပြင်တာခန္ဓာကိုယ်ကတော့ဘာမှမဖြစ်ဘူးဒီလက်တစ်ခုတော့ကလေသုံးတဲ့တိုက်ကိုပြိုကျသွားတော့ကြာတော့လက်ကြီးကပြင်သွားတယ်ဖြတ်လိုက်ရတာလည်းအတတိယတော့တစ်ချက်မှမလေးဘူး14နာရီကြာအသက်ရှူရလည်းမကြောက်ဘူးလေကိုယ်နေရာနည်းနည်းတော့ကျဲတယ်လေဒီလက်ကလေးတစ်ခုပဲပြင်နေတာ ရအောင်တော့နှုတ်တာလကနှုတ်လို့ကမရဘူးကိုပါကိုအားကိုးပြီးတော့ဘေးပဝင်ကျင်လဲអော်တယ်អော်တော့ကြာတော့ဒါဒီကလည်းတခြားမှမလွတ်တော့လေဘေးပဝင်ကျင်ကြားအောင်လဲអော်တယ်သူတို့ကကြားတော့လဲလာပြီးတော့ပါလဲတော်တော်ခက်ခဲတယ်ထွက်ကြတာ14နာရီကြာမှထွက်လို့ရညာပိုင်းလောက်ကြာမှအဲ့လိုနည်းနည်းဝင်ရတော့ကြာမှလေရေသမလားဆိုပြီးတော့အဲ့လိုရေဘူးလေးလမ်းပေးတယ်ဆောက်ရှိနေကြတော့အဲ့လောက်ငရင်ဆောက်လုပ်ပြီးဆိုတော့ဒီတိုင်းလေးပဲဆိုပြီးတော့ရန်တာလေခဏလေးနေရောအဲ့လို အုံးလို့အဲ့လိုရိုက်ဝင်တယ်မျိုးဖြစ်သွားပြီးတခါရက်လက်ကပိသွားဝင်ရမောက်ရက်နဲ့အောက်ကစီပုံးခွန်ကြီးကရင်ဘက်အောက်မှာလေပိနေဝင်ရမောက်ရက်နဲ့တော်တော်ကြာတယ်အဲ့လားကဲတဲ့လူတွေလာမှကြိုးလေးပေးပါအောင်ကျွန်တော်လက်ကပိနေလို့ကြိုးလေးပေးပါအောင်ပေါ့နော်အောက်ကစီပုံးခွန်ကြီးရှိလို့ဆိုတော့အဲ့ကြိုးနဲ့လက်တစ်ဖက်ရဲ့ယူယူပြီးတော့အဲ့ကြိုးကြိုးနဲ့ပုံးကိုတုတ်လိုက်တာ တုတ်ပြီးတော့ဆွဲထုတ်ခံလိုက်တယ်။အိုက်တင်ကြမှာဝင်ရမောက်ရကလည်းနောက်ကြတော့ကိုယ်လာထုတ်လို့ရအောင်လို့ဆိုပလက်လန်ပြီးတော့လေရုံးကန်တာခေါင်းဟိုပါဖြစ်တယ်။ခေါင်းကလည်းဆယ်ကျလားမလားတော့ချုပ်ကြတယ်။ရှိတယ်မိသားစုသားလို့ဆိုသားနဲ့အမေနဲ့သားတွင်နဲ့အဲ့ဒါပို့ပြီးတော့ဟိုပါဖြစ်တာ။ဟုတ်ကဲ့။ဟိုကကျွန်တော်နဲ့တူတူလှုပ်လှုပ်တာဆုံးသွားတာ၂ယောက်ရှိတယ်။မိသားစုတွေကတော့မရှိဘူးမိသားစုတွေကမပါဘူးအမေအမေနဲ့သားတွေဆိုပြီးတော့ ကိုကိုကိုအသက်ရှင်အောင်ဟောပါဖြစ်တာပေါ့ရုံးကန်တာဒီလက်လည်းရတယ်ရအောင်ထုတ်မယ်ဆိုရဲဆိုပုံစံနဲ့ထုတ်တာထုတ်လို့မရဘူးလေကဲတဲ့လူတွေလာမှမပြီးတော့ဟောပြတော့လက်ကလှုပ်လို့လည်းမရတော့ဘာမှလှုပ်မရဘူးနောက်တစ်ပါးကြီးရလေအောင်နေတော့ကဲတဲ့လူတွေမင်းများလာပါသေးတော့ဆူတောင်းတာပေါ့អော်နေတာလေထဲထဲနေပြီးဘာလို့ဆိုတော့အောက်ထိမြုပ်သွားဆိုတော့လေអော်လာတစ်ဖက်မှာလည်းကဲနေတော့ငြိမ်လိုက်ပေါ့နော်ရက်လိုက်အဲ့လိုဟိုអော်လိုက် ငြိမ်သွားလိုက်အော်လိုက်ငြိမ်သွားလိုက်ပေါ့နော်ဒီမေးနဲ့အသားအတွက်နဲ့ငါတေလို့မဖြစ်သေးဘူးတေလို့မဖြစ်သေးဘူးဆိုတော့အားနဲ့ဟုတ်ပါလို့ဟုတ်ကဲ့နောက်ဒီပါလေးပြန်ငောက်ကမ်းနေဆိုရင်တော့ဒီနှစ်လောက်ကတော့လုံးလုံးဝပြတော့ဈေးလေးပါလေးရောင်းမယ်လို့တော့နည်းနည်းစီရင်အဲ့ရလည်းနည်းနည်းပြုတ်ပြင်အောင်ပါလေအဲ့ရလည်းကျွန်းနေထဲမှာပါသွားအောင်ဆိုတော့ အော်ဒီဘက်ကိုလာမယ်ဆိုတော့သိပါတယ်မခန်နီမွေလာမယ်ဆိုတော့တော့သိတယ်အဲ့လိုမျိုးဘယ်လိုလဲဆိုတော့တော့ဟုတ်လို့မသိဘူးပေါ့နော်လာမယ်ဆိုတာကိုပဲဟိုပါဖြစ်တာဟုတ်ကဲ့ကျေးဇူးလည်းအများကြီးတင်ပါတယ်မခန်နီမွေလည်းနည်းနည်းရရက်ကိုလူပေးရလဲကျေးဇူးတင်ပါတယ်အကုန်လုံးတော့ကိုလေတွေ့ရောမဟုတ်တွေ့ရောငိုလိုက်ရငိုမိသွားရပေါ့ဝမ်းနေဝမ်းနေတာပေါ့အာကိုတည်းအာကိုပါအာကိုတည်းကြီးနဲ့ငိုမိတာပေါ့ဝမ်းနေရော